အားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းရွှေဈေးကတော့200အတက်နဲ့ဈေးဖွင့်သွားပါပြီဒီနေ့က20ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်မရပိုင်းထိုင်းရွှေဈေးကတော့200တက်ပါတယ်96.5တက်ကင်လို့ရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက48400နဲ့မှ50တိုင်ငက်လက်ခံတဲ့ဈေးက48300နဲ့မှ50လက်ဝိရဏရဲ့ဈေးနှုန်းတို့ရတော့ဆိုင်ဟာရောင်းတဲ့ဈေးက4900နဲ့မှ50ဆိုင်ကလက်ခံတဲ့ဈေးက4481.12နဲ့ပေါင်ဈေးရှိပါတယ် ကမ္ဘာရွှေတောင်းစားကိုဒေါ်လာ3049.53နဲ့ထိုင်းရွှေစီကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းမငွေ33.59နဲ့ထိုင်းရွှေစီကိုတွက်ထားပါတယ်။66.500ကျင်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က BC ထိုင်းရွှေခဲတစ်ပတ်သားကို48650ဈေးနဲ့ပေါက်ဈေးရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့48350ဈေးနဲ့ရာခိုင်နှုန်းပြမပြပဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရဏရဲ့လက်ခံတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။ မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့စိုက်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတော့ကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်စိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4400ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေဈေးကလက်ရှိမှာလည်းအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။တော့ထိုင်းရွှေကဒီတစ်ပတ်လုံးလုံးမှာအတက်တက်တက်ကိုဖြစ်နေတာဖြစ်ပါတယ်။ကမ္ဘာရွှေကလည်းဆက်လက်တက်ဖို့လားလားရှိသလိုထိုင်းရွှေဈေးကလည်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။ ထိုင်းရွှေတစ်ပတ်သားကို9000တီဖြစ်မယ်လို့ခန့်မှန်းထားကြပြီးတော့ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3100ကနေ3200တီဖြစ်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုတော့မယ်ဆိုရင်တော့ရွှေခက်ကိုပဲဝယ်ဆိုထားကြပါလို့ကျွန်တော်ကတော့ချန်ပီယံချင်ပါတယ်။လက်ရှိမှာထိုင်းရွှေဈေးတွေကတက်နေတာဖြစ်တဲ့အတွက်အကြဈေးကိုခဏစောင့်ပြီးတော့ဝယ်ကြပါလို့ကျွန်တော်ကတော့အချန်ပြူချင်ပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုအများနဲ့တင်ပေးပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။